ဒီတစ်ခေါက်နန်းရဲ့ block season မှာတော့ဒီဂျမီနိုင်ငံနဲ့ဒီ Franks နဲ့ဆက်မြို့သွားခဲ့တဲ့တွေ့ကြုံလေးတွေကိုဝီမတ်ပြသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီဂျမီနိုင်ငံနဲ့ France border မှာရှိတဲ့အမြို့ကိုကျွန်တော်ဒီ Strasbourg လို့ခေါ်ပါတယ်။ဒီ border နယ်ဆက်မှာဆိုလို့ရှင် အကြီးကျွန်တော်တို့ကဒီဥရောပတစ်ခွေမှာနေမယ်ဆိုလို့ရှင်တော့ဒီ visa passport မလိုဘဲနဲ့သွားလို့ရတာဖြစ်ပြီးတော့ Schengen ရဲ့နေရာနေရာလေးဖြစ်ပါတယ်။ နယ်စပ်မြို့ကိုဖျက်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ border clocks တွေလက်မှတ် ticket တစ်ဆောင်တော့ဝယ်ရပါတယ်ဒါပေမဲ့အရင်တော့လည်းစဉ်းမကြည့်ပါဘူးဆိုတော့ဒီ strap book ရဲ့တမိုင်းကြောင်းနေငယ်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီ strap book ကဆိုလို့ရှိရင်ပြင်းသီးနဲ့အဲဂျာမနီရင်ကျေးမှုများဆိုတာလာပါတဲ့ပေါင်းစည်းထားတဲ့နေရာတစ်ခုဖြစ်ပြီးတော့ဥရောပမှာရှိတဲ့အခြားနေရာများနဲ့မတူရင်ပဲတမှုထူးခြားတဲ့မြို့တမျိုးလည်းဖြစ်ပါတယ် ဒုတိယကမ္ဘာစစ်အတွင်းမှာနာစီဂျာမနီဟာဒီစထရပ်ဘော့ကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်။ဆိုဒုတိယကမ္ဘာစစ်အပြီးမှာစထရပ်ဘော့ဟာဥရောပစီလုံးညီမွေသင်္ကေတတစ်ခုဖြစ်တည်ရှိခဲ့ပြီးတော့ဥရောပပါလီမန်အဖြစ်တည်1949ခုနှစ်မှာယခုအထိအတည်ရှိပြီးတော့ရရှိခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဆိုဒီမျိုးဟာဆိုလို့ရှိရင်လေခီအဆက်ဆက်သမိုင်းအဆက်ဆက်ပြင်သစ်နဲ့ ဂျာမန်အုပ်ချုပ်မှုကြားမှာရှုပ်တွေးခဲ့တဲ့မြို့တစ်မြို့ဖြစ်ပြီးတော့ယခုအချိန်မှဆိုလို့ရှင်ပြင်သစ်နဲ့ဂျာမနီနိုင်ငံနှစ်နိုင်ငံကြားယဉ်ကျေးမှုအရတော်လကောင်ငိမ့်ချမ်းရဲ့အရတော်လကောင်ပေါင်းကူးပေးတဲ့နေရာတစ်ခုဖြစ်တဲ့ဆိုလို့ရှင်လက်မှားပါဘူး ဒီမြို့ကိုရောက်မယ်ဆိုလို့ရှိရင်ကျမတို့ရှေးဟောင်းတမိုင်းဝင်တွေနှုတ်ပညာလှည့်ရမြောင်းတဲ့ပြီးသူကအဆောက်အဦတွေတမိုင်းဝင်အဆောက်အဦတွေမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီမြို့ကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်တော့သတိထားမှာတခုကအရင်ကဒီအစီအစီတွေကြတော့တိတ်မရှိဘူးပေါ့နော်ဒါပေမဲ့ဒီအခုနောက်ပိုင်းမှာဆိုလို့ရှိရင်တရားမှုရင်ဝင်လာတဲ့သူတွေများလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲကို့အနေနဲ့ဘယ်နေရာမှာပဲရောက်ရောက်ဘယ်နယ်ဆက်ပဲရောက်ရောက်ဘယ်နေရာမှာပဲတော်တော်ပတ်စပို့ကိုတော့အိုင်ဆောင်ထားဖို့လိုအပ်ပါတယ် ဆိုတော့ဒါနှုတ်စာနှမ်းလာတဲ့အချိန်ကအာဒီ Sunday ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီ Franks Border တွေမကောက်ဒီတော်တော်များများဒီ Germany မှာဆိုလို့ရှိရင် Sunday မှာတို့ကဒီ market တွေအာ sign တွေပိတ်တာတွေကိုသတိထားမိတာရှိတယ်ပေါ့နော်။ဒါပေမဲ့တချို့ sign တွေကတော့အဖွင့်တာတွေရောရှိရဲ့။အဲဒါပေမဲ့လို့လည်းများသောအားဖြင့် sign တော်တော်များများကဒီ Sunday မှာ ပိတ်ပါတယ်။ ဆိုတော့ဒီကလူကဆိုလို့ရှိရင်တော်တော်များသတိထားမိတာကဒီ trends တွေစီကြတယ်ပြီးရင် subway တွေစီကြတယ်အာ trains တွေပေါ့နော်ရထားတွေစီကြတာသတိထားမိတာသတိထားမိတယ်ပေါ့ဒါပေမဲ့ကားတွေတော့စီတော့စီကြပါတယ်ဒါပေမဲ့ကားစီတာတိတ်အရင်မတွေ့ဘူးပေါ့နော်ဒီနိုင်ငံမှာဆိုလို့ရှိရင်များသွားပြီးရထားလမ်းကြောင်းတို့ trains လမ်းကြောင်းရှိမယ်ပြီးလို့ရှိရင် subway တွေပေါ့နော်အဲအဲ့ဒါတွေပဲစီကြတာကိုလည်းသတိထားမိပါတယ် ီးတော့ဒီလိုမျိုးနေရာတွေမှာတော့လေစီးလို့ရတယ်ပေါ့ပေါ့နော်ဒါပေမဲ့လေဂိတ်သွားပြီးတော့ဒါတစ်ကက်ဖြတ်ပြီးတော့စီးရတယ်ပေါ့ဒါပေမဲ့အာနိုင်ငံတယောက်တည်းပဲလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလေကြီးကြတော့မစီးဖြစ်တော့ပေါ့နော်လေမစီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာသူ့ရဲ့ရှေ့မြင့်ဘေးနားမှာပဲဒီတိုင်းပဲလမ်းလျှောက်ခဲ့ပါတယ် ဆိုနန်ကာဒီနေရာမှာတယောက်ထက်တနေကုန်လက်ပတ်ခဲ့ပြီးပြီဆိုတော့ကိုနေရဲ့နေရာကိုပြန်มาဖြစ်ပါတယ်နန်ကာဒီစထရပ်ဘော့မှာနေတာဖြစ်ပါတယ်ဆိုတော့အေးစထရပ်ဘော့ကိုပြန်ဖို့အတွက်ဒီနေရာမှာဆိုလို့ရှိရင်အဓိကဟိုယထာပေါ့နော်ကိုစီးမဲ့ယထာကဲ့ရဲ့ယထာနံပါတ်ရဲ့ပြင်ပချိတ်ထွက်မလဲဆိုတာကိုဒီရဲ့ဘော့မှာလက်ကြည့်တာဖြစ်ပါတယ် ရှီကောက်နန်းရဲ့ဘလော့စီစဉ်ကတော့ဒီလောက်ပါပဲအားလုံးလည်းစိတ်ဝင်စားကြမယ်လို့လည်းမျှော်လင့်ပါတယ်